ရွှေ20ဘတ်ငွေဘတ်တသိန်းကျော်နဲ့အတူပျောက်သွားတဲ့ဒူးရင်တဲ့ဒီအဖြစ်ပြက်ကဒီနေ့9လပိုင်း16ရက်နေ့ထိုင်းနိုင်ငံစူရထာနီမှာဖြစ်သွားခဲ့တဲ့ရှီရာမေကပုံထက်ကအမျိုးသမီးနာမည်ကတေကျောက်အသက်43နှစ်တေကျောက်ကဒူးရင်တဲ့ဖြစ်တဲ့ဒူးရင်ဆိုင်အကြီးကြီးဖြစ်ထားတဲ့ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့16ရက်နေ့တုန်းကတေကျောက်ကပုံမှန်အတိုင်းဒူးရင်ဆိုင်မှာဒူးရင်တီးရောင်းတဲ့ဒါပေမဲ့ညအချိန်ဆိုင်ပိတ်တော့ ကြေးကြောက်ကအိမ်ကိုပြန်ရောက်မလာဘူးဆက်တွယ်လို့လည်းမရဘူးတဲ့ရှင်။အဲ့တော့၁၆ရက်နေ့ည9နာရီမိနစ်40အချိန်လောက်မှာကြေးကြောက်ကပျောက်သွားတဲ့ကြေးကြောက်ပျောက်သွားတဲ့အချိန်ကြေးကြောက်ရဲ့ကိုပေါ်မှာရွှေဆွဲကျိုး9ဘတ်ရွှေလက်ကောက်10ဘတ်ရွှေလက်စုပ်9ဘတ်ကြေးကြောက်ကစုစုပေါင်းရွှေ20ဘတ်ဝတ်ထားတဲ့ပြီးတော့ဒူရင်တီရောက်လို့ရတဲ့ငွေသားဘတ်တသိန်းကျော်လဲကြေးကြောက်နဲ့ပါသွားတဲ့တရှင် ကျေးကျော်ရဲ့ကိုပေါ်မှာပါသွားတဲ့ပစ္စည်းကတန်ဖိုးဝင်နဲ့တွက်ရင်ဘတ်တတန်းတသိန်းကျော်ရှိတယ်တရှင်။ကျေးကျော်ကဖုံးနှလုံးသုံးတဲ့ထူးဆန်းတာကကျေးကျော်ရဲ့ဖုံးကဆိုင်ရဲ့အန်ဆွဲထဲမှာနှလုံးစလုံးကိုထည့်ထားတာတရှင်။မနေ့က၁၈နှစ်ကတည်းကရဲကကျေးကျော်ကိုလိုက်ရှာတာဒီနေ့၁၉ရက်နေ့အထိဘာအရေးအယောင်မှမတွေ့သေးဘူး။ ကျေကျော်ကအိမ်ထောင်ရှိပြီကလေးရှိပြီကျေကျော်ရဲ့ယောက်ျားပြောတာကတော့အမှန်တော့အဲ့ဒီစစ်ခွင်ရဲ့နေတော့ကသူ့နဲ့ကျေကျော်စကားများစိတ်ကောက်ကြတယ်စိတ်ကောက်ကြရတဲ့အကြောင်းရင်းကတော့အရင်တပတ်လောက်တော့ကသူကဆိုင်နဲ့အိမ်ကို CCTV တွေတတ်ထားတဲ့ဒီကိစ္စကျေကျော်ကမကြင်မနက်ဖြစ်သွားတဲ့ကျေကျော်ကသူ့တစ်ချိန်လုံးစောက်ကြည့်ခံရတယ်လို့မျိုးခံစားရလို့တဲ့ရှင်ဒါကြောင့်စကားများကြတယ်ဆိုင်မှာ CCTV တတ်ထားတယ်ဆိုတော့သူရဲ့ရှင်တို့ထင် CCTV ရှိရဲ့အဲ့ဒီ CCTV ထဲကနေကြေကျော့ဘယ်ကိုရောက်သွားပဲသူခေါ်သွားတယ်ဆိုတာဤတဲ့ချင်းနေတယ်မလားရှင်ကန်ဆိုးတာကအဲ့ဒီစစ်ခွေရနေနေ့လယ်ပိုင်းအချိန်မှာပဲယောက်ျားဖြစ်သူကသူများကို CCTV လာဖြုတ်သွားခိုင်းလိုက်တယ်တခြင်းနေ့လယ်ပိုင်းမှာ CCTV ဖြုတ်တယ်ညချိန်မှာကြေးကြောက်ကပျောက်သွားတယ်အဲ့တော့ဘယ်သူကကြေးကြောက်ကိုခေါ်သွားကြေးကြောက်ဘလို့ပျောက်သွားတယ်ဆိုတာမသိရတော့ဘူးရှင်။ယောက်ျားဖြစ်သူကပြောသေးတယ်ဟိုအရင်တုန်းကသူနဲ့ကြေးကြောက် ီအတိုင်းပဲစကားများပြီးစိတ်ကောက်ကြတဲ့ဂျေကျော့ကအိမ်ကနေဆယ်ရက်ကြာထွက်သွားတဲ့တရှင်ပြီးမှအိမ်ကိုပြန်လာတယ်လို့ပြောတယ်ဒီတစ်ခါလဲအဲ့လိုမျိုးဖြစ်နေချေရှိတယ်လို့ပြောတယ်တပိမဲ့ဂျေကျော့ရဲ့သမီးနဲ့ဂျေကျော့ရဲ့ညီမလေးကတော့ဂျေကျော့ကိုအရန်စိတ်ပူကြတယ်ဘာလို့လဲဆိုတော့ဂျေကျော့ရဲ့ကိုပေါ်မှာတန်ဖိုးရှိတဲ့ပစ္စည်းတွေပါသွားတယ်ဓမြတွေကဂျေကျော့ကိုတွေးလို့အဲ့ပစ္စည်းတွေရရှိလို့ဂျေကျော့ကိုအဲ့လိုမျိုးပြေးဆွဲတာပဲဖြစ်ဓမြတိုက်လို့အဲ့လိုမျိုးလှုပ်လိုက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်မှာကိုအရန်ကြောက်တယ်တရှင်း ဘယ်လိုပဲဖြစ်တိကျောက်ကိုအန်တီကင်းကင်းနဲ့အမြန်ဆုံးပြန်တွေ့ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ငွေရှာရခက်တဲ့ခက်ရွှေစည်းကြီးတဲ့ခက်ဆိုတော့ဖြစ်နိုင်ရင်မြင်းများမဝတ်တကားပို့ကောင်းတယ်ရှင်မြင်းများဝတ်လိုက်ရင်တော့ကိုကအန်တီကိုဖိတ်ခေါ်တယ်လို့မျိုးဖြစ်သွားမယ်တည်တင်းထိုးရှင်းပြန်လာအတိတ်ပြင်မယ်နော်ရှင်